ဘောလုံးမျိုးတွေအားလုံးပဲတဘာဝပေးနေမိပြီးဒါမှအများဆုံးဂိမ်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြေရဘော်တရှိမီ channel လေးရဲ့ညပိုင်းစီစဉ်ပြန်လည်ကြိုတိုက်ပါတယ်ဒီနေ့ကတော့နိုဝင်ဘာလ19ရက်နေ့ရဲ့ဗုဒ္ဓဦးနေ့ညပိုင်းရရှိတဲ့သတင်းချို့ကိုဖော်ပြပေးပြမှာဖြစ်ပါတယ်ဒီနေ့ကိုပုံဖော်ပြသေးခင်မှာကတော့မင်းရောက်နိုင်တဲ့ခေါင်းဘောလုံးမျိုးကန်နလန်စီကိုသွားတဲ့အချိန်နဲ့မေစုတယောက်ဘောလုံးမျိုးကန်နလန်စီကိုသွားခဲ့တဲ့အချိန်ဘာတွေကွာခြားလဲဆိုတော့ကိုအခုရှင်းပြထားတဲ့ပြည်တွင်းတစ်ခုကိုဖွင့်ပြရင်းနဲ့ပဲတော်လန်မျိုးရဲ့အတူဒီညသတင်းစီစဉ်လို့စလိုက်ကြရအောင်ဗျာ I'm in the fire, I'm in the fire, I'm in the fire. မွေးဒုတဲ့ဒီအမိုက်ကိုရှာလိုက်ပါအေးမကားလေးပိုက်ပြရတော့လာတဲ့အောင်ကြည့်ရအောင်ဒါဒါဘောဗီဒီယိုကတော့မေဆုမော်ရမြိုင်ကနာစီသွားတဲ့အခါမှာပြည်သူတွေရဲ့လူလာတောင်းတမှုနဲ့ကြိုဆိုမှုကိုမြင်ရပြီးတော့အောက်မှာကတော့မင်းအောင်နဲ့မော်ရမြိုင်ဈေးသွားတဲ့အခါအကုန်လုံးကနေယွန်ကြောက်ပြီးတော့ဘေးလေးကိုနေရံကိုပြည့်ကက်နေပြီးမဖြစ်မနေဆက်ဆံနေရတယ်ပြောရရင်တော့ အိမ်နာတက်တယ်လို့ပါဗျာမဆက်ဆံရင်မလဲဆက်ဆံနေရတယ်လို့ပဲပုံစံနဲ့ဆက်ဆံနေတာလေမြင်နေရတာဖြစ်ပါတယ် ခဲ့တဲ့ငါးနှစ်ကနေပြခဲ့တာဆိုလို့ဒီလိုပဲနော်အဲ့အဲ့ငါးနှစ်မှာကြုံလာရတဲ့ဒုက္ခတွေကတော့ငါးဘဝမှာဆက်ရတယ်နော်အဲ့ဒီတော့ကျွန်တော်တို့နောက်နောက်တနည်းနောက်ပထမကြီးဆက်သွားမှာလေအင်းငါပြောရတယ်ကတော့အဲကျွန်တော်ကကောင်းတယ်ဆန်းကမကောင်းဘူးကျွန်တော်ကကောင်းတယ်ချလို့မကောင်းဘူး ကဲညီတော်ကမေစုတက်ထက်မှာပေးခဲ့တဲ့9နှစ်ဆိုတဲ့မဲပေးမှုကခဏလေးလိုပဲပြောခဲ့မယ်9နှစ်တည်းမှာကြုံခဲ့တဲ့ဒုက္ခတွေကတော့9သက်စာမကအနှစ်90သာမကတော့ဆိုးရွားနေပါတယ်ဆိုပြီးတော့မေစုလက်ထက်ကိုအနှစ်90မကဆိုးရွားဒုက္ခတွေညီမပြည်သူတွေခံစားနေရပါပြောတယ် EBB ကပြည်သုံးလုံးကပြီးပါပြီပါတီရကောင်တွေဖြစ်ပါတယ်အရှိမောပြီးပါပြီပါတီရသူတွေကမန္တလေးရန်ကုန်စရှိတဲ့နေရာတွေမှာလဲလုံးဝကမှာပဲမဲဆွယ်နေပြီးတော့အခုဆိုရင်တော့အလုံးသိတဲ့အတိုင်းပဲပြုတ်သွားပါပြီဆိုပြီးတော့အဘကနေလက်မခံလို့ပြုတ်သွားတဲ့တက်တက်ခိုင်တဲ့ကောင်ကလည်းတက်တက်ကြိုက်ခမ်းမှကြောက်ပြီးတော့ အင်းလေးဒေတာသွားပြီးတော့မဲဆွယ်နေရလဲတွေ့နေရပါတယ်အဲ့လိုပဲနောက်ထပ်လဲရန်ကုန်ပန်းစူရန်ဂုံဒရာအောင်မှာလဲအများအပြားမဲဆွယ်နေတာလားဘာဆွယ်နေရလဲတော့မသိပါဘူး EBB ရဲ့ပြရောင်အင်းနဲ့တူပြမယ်လေးကြီးရကတော့အခုဆိုရင်တော့ပန်းစူရန်ဂုံတိုင်းအောင်မှာရောက်ရှိနေပြီဆိုတာကတော့သတင်းပေးလိုက်ပါတယ်ဗျာအောက်ဆုံးအနေနဲ့ကတော့ကိုကိုကြီးရဲ့သတင်းဖြစ်ပါတယ်ကိုကိုကြီးကတော့ကျမ်းမာတော့မူကြပါစေခင်ဗျာဆိုပြီးတော့သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့နှုတ်ခွန်းဆက်ပြီးအောက်မှာကတော့မြမအတန်းရဲ့ရုပ်မြင်သံကြားဌာနတို့ရဲ့ ဖြစ်ဆက်ဆက်တိုးတက်ဖြစ်ပေါ်လာပုံတွေကိုစနစ်တကျထိမ့်သိမ်းပြသထားတဲ့ပြတိုက်တွေကိုဝင်ပြီးတော့လေ့လာပြခဲ့တယ်ဆိုပြီးတော့မင်းအောင်နိုင်ရဲ့ဝါရဖြန့်တဲ့ channel ကြီးတစ်ခုကိုထပြီးတော့မိတ်ဆက်နေရတွေ့နေရပါတယ်ပြည်သူပါတီရဲ့ရွေးကောက်ပွဲမဲဆွယ်မင်းကွန်းကိုလည်းရေဒီယိုနဲ့ရုပ်မြင်သံကြားမြမအတန်းနဲ့မြောက်ပရိယာနေဒီနေ့ကစပြီးတော့သူကိုယ်တိုင်တွင်တော့မဲဆိုပြီးတော့ပြောထားတာတွေ့ရှိရပါတယ်ကဲကိုကိုကြီးတကောင်ကတော့မင်းအောင်နိုင်ဘောကိုမအောင်နေမကဘူးဝါရဖြန့် channel မှာပါဝင်ရောက်ပြီးတော့အားပေးအားမြောက်လုပ်နေပြီးတော့လုံးဝခုမှာပဲ ောကြီးကြီးကြီးကိုမနေတယ်လက်တွေ့မှာမြင်နေရတဲ့အနေထားကူလည်းဖြစ်ပါတယ်အဲ့ဒီမြန်မာအတန်မြောက်ဒီရပဲမင်းတို့ကိုတခိတခါကပွေးဘွားကိုရောင်းထောင်ထဲထည့်ပြီးတော့မင်းတို့ရဲ့ဘွားတို့အမိတို့ပိတ်ခိမ့်မယ်မင်းတို့စိတ်မနာနိုင်မဲနဲ့အခုချိန်ကြီးခုလိုမျိုးဝင်ရောက်ပူပေါင်းပောင်းဝင်နေတာဘလောက်တောင်ရှက်ဖို့ကောင်းလဲဆိုတာကတော့သိခါတာရှိမှဆိုရင်ပြီးတင်တဲ့အနေထားကူလည်းဖြစ်နေပါနောက်ထပ်သတင်းပုံအနေနဲ့ကတော့စစ်ကွေးမင်းအောင်လည်းကင်မာဘုံမှုတွေနဲ့ပတ်သက်မှုတွေအများကြီးရှိပြီးတော့လက်ရှိအချိန်မှာကတော့လူမှုကွန်ရက်ဆာမျက်နှာမှာရောပြင်ပမှာရောမလင်းဘေးတံနဲ့ပတ်သက်ပြီးအ unit လူတန်းမှုတွေနဲ့ရောင်းဆောင်ဟန်ပြနေတဲ့ သူတို့မြရတဲ့မှာကတော့နောက်တစ်ယောက်ကတော့အေဒင်ကိုဖြစ်ပါတယ်အေဒင်ကိုကတော့လက်ရှိချိန်မှာလူလူမှန်သမျှကစစ်မှုထမ်းကိုဝင်ဝင်ဝင်ရမယ်ထမ်းကိုထမ်းရပါမယ်လုံးဝကိုရှောင်လို့မရပါဘူးကျွန်မလည်းတားရီမွေးထတာလွတ်မှာပါနိုင်ငံသားတိုင်းစစ်မှုထမ်းမယ်ဆိုတဲ့ဥပဒေပါပဲဆိုပြီးတော့အေဒင်ကိုကတော့ပြပြတသားနဲ့အပဘောကိုပြေးမာထားတယ်တွေ့နေရပါတယ်ဒါကတော့အေဒင်ကိုကသူ့ရဲ့တားတွေကိုလေပို့ပါဆိုပြီးတော့ပြောပြမိတယ်လက်ရှိချိန်ကျသူ့ရဲ့တားတွေပို့တာလည်းမရှိသေးပဲနဲ့အခုတော့သူများရဲ့တားသမီးတွေကိုပို့နေတာကိုပဲအာရပါရဝမ်းသာအာရနဲ့မင်းအောင်လည်းထောက်ခံနေရတယ်မြင်နေရဖြစ်ပါတယ်ဒါဟာလက်ရှိချိန်မှာလူဒါနတွေကို ပြုပါတယ်ဆိုပြီးတော့ရေးပေးတင်ဘာတင်ညာတင်ဆိုပြီးတော့ဝင်ရောက်ပြီးမျက်နှာလူမျက်နှာလှူနေတဲ့သူတွေတဲကတော်ဘူးလေဖြစ်တယ်ဆိုတာကတော့တော်လန်ပြီးသူအားလုံးသိရှိမယ်ထင်ပါတယ်။ဟုတ်တဲ့တရင်ပုံအနေနဲ့ကတော့ American ပြည်တော်စုရဲ့ online ကြားဖြန့်လိမ်လည်မှုနဲ့ online လောင်းစားမှုတိုက်ဖြည့်ရေးမှာနက်နက်လှုပ်ရတဲ့ရည်ရွယ်ချက်တခုရှိနေကြောင်းအကြမ်းမဲ့စစ်ခွေးမင်းအောင်လိုင်းရဲတပည့်ဖြစ်တဲ့ဇော်မဲလုံးကလည်းထုတ်ပေါ်ပြောကြတာတွေ့ရှိရပဲမသိရင်သူပဲသိသူလိုပါနဲ့ပေါ့ဗျာ။အဲဒီကို30ကြည့်လိုက်ရင်ဒီနိုင်ငံနေနဲ့ခုနကပြောတဲ့ online လိမ်လည်မှု online လောင်းစားမှုတိုက်ဖြည့်ရေးဆိုတာတဲ့ ။နည်းနည်းပြီးလှုပ်ဝက်ရွေချက်တခုရှိတာကိုကျွန်တော်တို့ခန်းစားမိပါတယ်ဆိုပြီးဆိုတော့ဘယ်လိုမှပြောခဲ့တာဖြစ်ပါလိမ့်မယ်။နေဖို့ဌာနဆိုင်ရာအဖွဲ့အစည်းတွေဟွန်းစကားလာပြောနေမျိုးလုံးကြီးမျိုးလုံးကြီးငါလိန်နေတာလူသိတော့မှပဲဖြစ်ဖြစ်နေတယ်။လုံကြုံကြီးပူပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ဆမအိုးစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်လုပ်ထားတဲ့အဆောက်အုံ၃ပုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ ိုက်ထရနေပြီးတော့စီစဉ်အဲဒီမှာတသိကန်နေရှိလို့မင်းအောင်နိုင်ငံနဲ့သူနဲ့ပတ်သက်တဲ့တသိကန်နေအကုန်လုံးဖျောက်ဖို့တဲ့ဘုံမောက်ခွဲခဲ့တာနော်30ကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ် online လောင်းဝစားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီးတပေါင်းဒီပါလောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်တဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ် ဒီနယ်မြေမှာ online လောင်းစားမှုလောက်ဆောင်နေတဲ့နယ်မြေ၃ခုရှိပါတယ်အဲ့ဒါတွေကနံပါတ်၁ကတော့ KK ပတ်နယ်မြေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်၃ကတော့ကြောက်ခဲနယ်မြေဖြစ်ပါတယ်ဒီ KK ပတ်နယ်မြေကတော့အားလုံးသိတဲ့အတိုင်းပဲမြောက်ဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြောက်ဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခဲဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ ဒါကေကေပတ်ရဲ့တောင်ဘက်မှာ ရှိတဲ့နေပြည်တော်ဖြစ်ပါတယ်ဒီနေရာဒီမှာဘသူတွေပါဝင် ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီဖြစ်ပါတယ်ကေကေပတ်မင်းအွန်လိုင်းမင်းအွန်လိုင်းနဲ့ကြူကြူခေါ်လို့ပတ်နေမင်းနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေမှာအထောက်ထားနေတဲ့ဘသူတွေနဲ့ဘယ်အချိန်တော့စာချုပ်ချုပ်ခဲ့တယ် KNU ဖွဲ့တွေကသူတွေနဲ့စာချုပ်ဘလို့ချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘသူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော် ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KGB နယ်မြေမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Transasia International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ်။ရွှေကုတ်ကုန်နယ်မြေမှာတော့မြန်မာရာထိုင်း Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နယ်မြေမှာတော့ကြောက်ခက် Garden Resort ကုမ္ပဏီကပါဝင်ပတ်သက်တာဖြစ်ပါတယ်။ ဒါကတော့လက်ရှိချိန်မှာ main online တားပိုင်တဲ့ community ကအဲ့ဒီကပတ်သက်တာတဲ့ပြီး main တော့ပတ်သက်ပြီးပုံများနေတယ်ဆိုတော့ဒီလိုလိုရပါတယ်အဲ့ဒီမှာတော့ main online တားပိုင်တဲ့ community တွေပါအောင်ပါအခုဆိုလို့ရုပ်ရှင်နဲ့ဒီလိုတိုးဆောင်နောက်ပိုင်းက company တို့မျောက်တယ် main online သမီးကနေပြီးချုပ်ကင်ထားတယ်ဆိုတော့အားလုံးသိရှိမှာဖြစ်ပါတယ်ကြောင့်ဒီ company ရှိနေသမီးကတော့မြန်မာတိုင်းနိုင်ငံလုံးကကိုအောက်ဆုံးကတော့ကြွားကြထူထန်ထိုးတဲ့ဒီ company ကသူတို့ကိုယ်နဲ့လှုပ်ချင်နေတာကတော့မြင်နေရတာဖြစ်ဖြစ်ဒီ company ကတော့မတွန်းနိုင်အောင်ဆိုရင်တော့ကျွန်တော်တို့မှာပြည်သူတွေကောင်လုံးသူစဉ်မျိုးဆက်ကျုံပေါ်ရောက်မှာတော့သိကြပဲဖြစ်ပါတယ် တို့လောက်ရက်တည်းလောက်ရက်တည်းရဲ့အာကုတုကံအကြောင်းဝတ်တရက်ဝတ်ကျွေးတွေဟာငါတို့မှာအများပြားတွေခံရတော့မယ်ငါတို့ဒီတက်ပြီးဆက်ပြီးမိုက်နေအောင်မလုပ်နေအောင်မတဲ့ဒီအာနာယုလူလူစုကောင်းစားရေးအတွက်ကိုငါတို့ဒီလိုသာဆက်ပြီးရိုင်းဆိုင်ရုံမှာရေးရဆက်ဆက်တွေသူများမိသားစုတွေတက်ဖြတ်ဖြတ်စီးပြီးမီးရှို့ပြီးတော့လူမျိုးသုံးတဲ့တက်နေအောင်မဆိုဒီတက်ကြီးမားတဲ့အာကုတုအကျိုးတရားကြီးရဆက်လက်ပြီးခံနေရအောင်မှဖြစ်ပါတယ်ခင်များတို့လုံနေတဲ့လုံရက်ကခင်များတို့ တယောက်တည်းတူတည်းမဟုတ်နော်ငွေလာမယ်ခမရရဲ့သားသမီးမိသားစုညီကောင်မောင်နှမတွေအကျိုးဆက်တွေပါပါသွားမယ်အားပေးအားမြောက်ဝမ်းဝဲကူညီအကြံတူညံတူတွေပေါ့နော်ဒါမျိုးတွေကအကုသို့အကျိုးတရားတစ်ဆက်ကြီးလာသွားမယ်အမုံကျိန်စာတွေပြည်သူရဲ့အမုံကျိန်စာတွေကျိန်စာတွေဆိုတာကဗဇက်က အတန်နဲ့ထွက်ပြီးပြောနေမှမဟုတ်ဘူးနော်ခင်ဗျားတို့လုတ်ခဲတဲ့မိသားစုတွေကိုခင်ဗျားတို့တည့်ရက်တပြက်ခဲ့တဲ့မိသားစုပြိုကွဲသွားတဲ့မိသားစုဝင်တွေ ဖြက်စည်းခံလိုက်ရတဲ့မိသားစုဝင်တွေအိုအင်စီစဉ်တိုက်တာတွေဖြက်စည်းခံလိုက်မိသားစုဝင်တွေကသူတို့ရှင်ထဲမှာပါဇက်ကထုတ်မပြောရတောင်မှနေ့စဉ်နဲ့မြန်မြစ်တာတွေပို့ပြီးစူတောင်းပြီးမုံချိန်စာတွေတိုက်နေပြီဒီအမုံချိန်စာတွေမြစ်တာတွေအစူးခံတစ္ဆာချိန်စာတွေအစူးခံပြီးတော့ဝတ်ကြွေးတွေတိတယ်မှာကကြီးမားစွာပေးဆက်နေဖို့ရလောက်အောင်မယ်ဆိုရင်ခမားတို့ဟာတော်တော်ကိုမိုက်မဲတဲ့အတိမဲ့လုံးနဲ့အပေပုံတိရစ္ဆာန်တွေဘဝတောင်မှမထူးခြားတော့ တလိษံနေရာမှာအတိမဲ့ရဆိုတာနည်းနည်းတိတအောင်မှာခင်ဗျားတို့ကတလိษံကြီးလောက်ကိုခင်ဗျားတို့မှာအတိမဲ့သွားတယ်မိုက်မဲလုံးအာကြီးတဲ့အာကုတို့ကြီးမားတဲ့လူတွေပါလားအတိစိတ်ကို မရှိတော့တဲ့လူတွေပါလားလို့ပဲလူလို့ကိုတွတ်မှတ်လို့မရတော့တဲ့ဟာတွေဘယ်ခံရတဲ့လူတွေထဲမှာကျမကို ရွေကျမကိုရွေဆိုပြီးတော့ပြော့ပြော့နေတဲ့ပိပိပြာအကျွေးမဆက်တဲ့အမကြီးကတော့ UEC ကသူ့အတနာခံစားကို ပယ်ချလိုက်ပါပြီတဲ့ဗျာကျမရဲ့ခေါင်းစဉ်၄ကတော့မအားလာရဲ့စောင်းအိမ်မက်မအားလာရဲ့စောင်းအိမ်မက်ရာသီဥတုကအခုဆိုလို့ရှိရင်မိုးကုန်ပြီးတော့စောင်းကူးတဲ့ကာလကိုရောက်လာပြီဗျာအလွန်အေးတဲ့ရာသီပေါ့ဗျာလွန်အေးတဲ့ရာသီအလွန်ချမ်းတဲ့ရာသီဒါပေမဲ့အဲ့လိုအေးတဲ့ရာသီချမ်းတဲ့ရာသီကိုမှမှ ူများတယ်လို့မအေးနိုင်မချမ်းနိုင်ဘဲနဲ့ခေါင်းမီးတောက်ပြီးပူးနေတဲ့လူတယောက်ရှိပါတယ်ဗျာသူကတော့အာလုံတိပါတဲ့စစ်အာဏာကိုမတရားတိမ့်ထားတဲ့ပူတူတူလေးပါပဲဗျာသူများနဲ့မတူစောင်းနှင်းမာကိုမနစ်ကတဲ့ပူပြီးခေါင်းမီးတောက်နေတာဗျာအဲဘာကြောင့်မနစ်ကလို့ပြောရလဲဆိုလို့ရှိရင်မနစ်ကဒီလိုအချိန်မှလဲ သူခင်ဗျာခေါင်းမီးတောက်ရှာရတာပေါ့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့နိုင်ငံတကာဝိတရားယုံ ICC ကနေတရားစွဲဆိုဖို့ဆိုပြီးဝိုင်းပြီးတော့တင်ပြကြတယ်တောင်းဆိုကြတဲ့အခါမှာတကယ်ကိုအသွေးပြက်ခြောက်ချပြီးတော့ကိုဆောင်းတွင်းမှာမအိတ်နိုင်မစားနိုင်တဲ့ကိုခေါင်းမီးတောက်ခဲ့ရတဲ့အချိန်များအိုင်ဆိုတဲ့စကလုံးကိုတောင်းမှသူခင်ဗျာလန့်နေတာဗျာအဲတိုက်တိုက်ဆိုင်ဆိုင်ဒီညက်မှာလဲသူ့ဘဝကအဲ့လိုပုံစံ တပတ်ပြန်လည်လာပါပြီဗျာသူများတွေအေးလို့သူများတွေချမ်းတဲ့အချိန်မှာတကယ်ကိုခေါင်းမီးတောင့်နေရတာဒီပူတူတူလေးပါပဲဗျာအဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ညီမအတန်မတ်ကြီးပေါ့ဗျာတော်လန်ရေးမှပြည်သူနဲ့အတူတကယ်ကိုရက်ရီခဲ့တဲ့တန်မတ်ကြီးဥကျော်မိုးထုံးကိုတိုင်ဘာကုလသမဂ္ဂစီဝေးမှာဒီမင်းအောင်လိုက်အပါအဝင်စစ်ခေါင်းဆောင်တွေမတရားအကြမ်းဖက်မှုတွေ လူမျိုးတုံးတက်ပြန့်မှုတွေအတွက်ဆိုပြီးတော့ ICC မှာချက်ချင်းဖန်ဝရန်ထုတ်ဖို့ချက်ချင်းတောင်းဆိုပါတယ်ဗျာဘာဖြစ်လို့ဆိုတော့တစ်နှစ်ကကြာသွားပြီပြီးခဲ့တဲ့နှစ်မှာလဲဒီအရာရှိကိုယ်တိုင်ကလုတ်ပေးပါမယ်ဆိုပြီးတော့ပြောဆိုခဲ့တဲ့အပေါ်မှာထပ်ပြီးအခုဆိုလို့ရှိရင်တန်မကြီးကတောင်းဆိုပေးတာဗျာပြောချင်တာတော့ဗျာကဘာကနေကဘာတိအောင်တန်မကြီးကနေပြီးတော့အားလုံးကိုစားတင်ပြပေးလိုက်တဲ့အခါမှာ ီတန်လေးကြာတော့ထက်ပြီးတော့ပူတူတူလေးဟာခေါင်းမီးတောက်ပါလေရောဗျာဒါဒီမဲ့လာတယ်မဟုတ်သေးဘူးဗျာထက်ရှိပါသေးတယ်အခုဆိုလို့ရှိရင်ဒီဇင်မာမှာလေရွေးကောက်ပွဲပထမပိုင်းလုတ်တော့မှာဆိုတဲ့ခါကြတော့အော်တကယ်အေးတဲ့ຢာဒီကြမှာဒီပူတူတူလေးကရွေးကောက်ပွဲရဲ့ဟဲ့လာပြီနောက်ထပ်သူစခဲ့တယ်ပေါင်းစခဲ့တယ်ကြားဖြန်ရဲ့ နောက်တစ်ခု ICC ရယ်ဒီသုံးခုပေါင်းပြီးတော့ဒုက္ခမြာမှာလဲခေါင်းကပိုးပြီးတော့မိတောက်ရှာပြီးပေါ့ဗျာညာဘက်ဆိုရင်လည်းမအိမ်နိုင် စောင်းနှွင်းအိမ်မဲ့ကြောက်ကြက်ကလည်းဖြစ်သေးတယ်ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ဗျာအဲသူကသူ့ကိုယ်ကိုဖုံးကန်ကြီးမားတယ်လို့ယူဆထားတဲ့ခါကြတာတကယ်လည်းဖုံးကန်ကြီးမားပါတယ်ဗျာဘာဖြစ်လို့လဲဆိုတဲ့ခါကြတာအခုချိန်မှာသူ့အလှဲ့ပေါ့နော်သူ့အလှဲ့မှာတိုက်တိုက်ဆိုင်ဆိုင်တချင်းလင်းဒီဘုတ်ကလည်း သူ့အတွက်ထွက်လာသေးတယ်ဗျာအဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့အားလုံးလည်းသိပါတယ်မီဒီယာမှာအားလုံးတစ်တော့ဒီပုံမှာပျော်မြူးနေကြတယ်တခြင်းလေးမလောက်ပါနဲ့မလောက်ပါနဲ့ဟိုးစတောမလောက်ပါနဲ့ဆိုတဲ့တခြင်းလေးကလည်းသူ့ကိုများစောင်းပြီးပြောဆိုဈေးထားသလားမှတ်ရပါတယ်ဗျာစံငိမ်မီအေးသွေးရှိတဲ့မဲလိန်ဆက်ကြီးဆိုပါလား အမျိုးသားအစ်စ်နဲ့ကိုတော့စံငိန်စံညွန်းနေအေးအသွေးတွေနဲ့ကိုပြည့်မိအောင်အဲအခုဖော်ဆုပ်ထားတဲ့ဟာမဲပေးတဲ့ဆက်အီလက်ထရောနစ်မဲပေးတဲ့ဆက် MEVM အဲအဆက်ကြီးရဆိုလို့ရှိရင်တကယ်ကိုအေးအသွေးပြည့်ဝတယ်ပေါ့ဗျာပြည်တွင်းမှာတကယ်ကိုအဲဒီဒီထွင်တဲ့လူတွေကနေပြီးတော့စနစ်တကျပြည်တွင်းနေထုတ်လုပ်တယ်ပေါ့ဗျာဒါကို तू ကပြောချင်တာအော်အဲ့ဒါကို तू ကပြန်ညွှန်းတယ် အာအားလုံးကစစ်စစ်တဲ့ခါမှာတကယ်ကိုစံချိန်စံညိုးမှင်တာမှာအမျိုးသားအဆင့်အကိုတကယ်မိပါတယ်ဆိုပြီးတော့အဲဘဘကြီးကိုမြောက်ပင်ပြီးတော့ပြောပြလိုက်တာတကယ်လဲ UEC ကအခုချိန်မှလေတကယ်တမ်းတောက်လျှောက်ဒုက္ခပေးနေတဲ့လူက UEC ပါဗျာ ကျွန်တော်ကတော့အဲ့လိုပဲပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဘာဘာကြီးအလိုကျပုတုတူတွေအလိုကျကိုတကယ်ကိုမြောက်ပင်ပြောဆိုအဲ့တစ်ဖက်ကလည်းဖားပြအခုဆိုလို့ရှိရင်လေဒီမဲလိန်ဆက်ကြီးကတကယ်ကိုကောင်းပါတယ်ဆိုပြီးတော့လည်းမြောက်ပင်ပြီးပြောဆိုပါသေးတယ်အဲ့သူတို့ကလည်းထင်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့သူ့ရဲ့ဘာဘာကြီးလို့ပေါ့နော်သူတို့ကလည်းတီထွင်ဘာတကူတွေသူကလှုပ်ချင်တာကိုအဲဘာဘာကြီးအလိုကျသဘောကျတယ်ဟာပေါ့အဲ့ဒါကြောင့်ရေးကြီးတယ်ဆိုတာယူဝီစီကလည်းဖားတတ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာဗျဩကြံသေးတယ်နော် ူတို့ကထပ်ပြီးထုတ်သေးတယ်ကြိုတင်မဲကို စနစ်တကျအဲစစ်စစ်ရမယ်ဖောင်းကြွားမှုတွေမဖြစ်အောင်အင်းအမှန်တော့ဗျာပေးမဲ့လူကမရှိတာကြိုတင်မဲကပြီးခဲ့တဲ့ခေါက်တွေမှာလည်းကျွန်တော်ပြောထားပါတယ်လုံးဝပေးမဲ့လူကိုမရှိတာဗျာမရှိကိုမရှိတာကြိုတင်မဲနဲ့ဟာဘလို့ပြောပြောချင်းချင်း6 6 6 6ပေးမဲ့လူမရှိတာတောင်မှမျက်နှာပြောင်းအောင်တိုက်ပြီးတော့ UEC ကကြိုတင်မဲကိုစနစ်တကျစီစစ်အောင်မယ်ဆိုပဲဗျာရှိတယ်မှာတရွဲ့ ရှိတဲ့တရွယ်ကိုပဲပြန်ပြီးတော့စီစစ်ရမယ်အနေနာမျိုးပါပဲဗျာအဲ့ဒါဘဘကြီးရဲ့ UEC ပါဗျာခုဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေနဲ့အတူတသားတည်းပါဝင်လာတဲ့တော်လန်ရေးအမှုပညာရှင်အများကြီးပဲဗျာအဲ့ထမှာအခုဆိုလို့ရှိရင်ဖြူဖြူအဲကျွန်တော်တို့ကမဖြူခေါ်ကြတယ်ဖြူဖြူခေါ်ကြတယ်ကျွန်တော်တို့ဖြူဖြူကြော်သိမ့်မဖြူကတော့ပြည်ထောင်နိုင်ငံမှာကျင်းပတဲ့ခန္ဓာတစ်ခုမှာတကယ်ကိုပဲအပတရမြမအရေးမြမာတွေ ဒီစစ်အာဏာရှင်ရဲ့လက်အောက်မှာဒုက္ခရောက်နေတဲ့ဆိုတဲ့ဟာမတရားဖိနှိပ်ခံရတာတွေလူခွင့်ရေးချိုးပေါက်ခံရတာတွေအတွက်ကိုတရားစနစ်တရားကိုပြောပြသွားတာတကယ်ကိုအာရချီးကျူးစရာပါပဲဗျာမြန်မာမျိုးသမီးပီတာစွာနဲ့ကိုပြည်သူနဲ့တူတကယ်ပါဝင်ခဲ့တဲ့အမှုပညာရှင်ပါပဲဗျာ ISK ကလည်းတကယ်ကိုကောင်းပါလေဗျာပြက်ပြက်တားတားရှင်းရှင်းလင်းလင်းကိုနိုင်ငံတကာမှာအင်္ဂလိပ်စာ ISK ကိုတရားကိုပြသွားတာဗျာ တကယ်အားရစီရပါပဲရှယ်ပဲပေါ့ဗျာနောက်တဲ့ရှိသေးရဲ့ဗျာနိုင်ငံခေါင်းဆောင်နိုင်ငံခေါင်းဆောင်ဆိုတော့ကျွန်တော် NUG ရခေါင်းဆောင်တွေကလည်းနိုင်ငံတကာရောက်ကြခါမှာလည်းတကယ်ကိုမြမအရေးကိစ္စတွေကိုအင်္ဂလိပ်စကားလုံးတွေတကယ်ပြပြတတ iski နဲ့ကိုတခြားပြောပြသွားတာဗျာအားရစီရပါပဲဗျာတကယ်ပါပဲကျွန်တော်ဒေါ်စင်မအောင်တို့အစုံပေါ့ဗျာဒေါက်တာဆဆာတို့အစအကုန်လုံးအကုန်လုံးတခြားကိုရှင်းပြသွားတာမြမအရေးကိုကဘာကတိအောင်ဆိုပြီးတော့ တကယ် e-skill ကောင်းတာ share ပဲပေါ့ဗျာအဲ့ဒီအချိန်မှာပေါ်လာပြီထုံးစံအတိုင်းအတိုက်အခံအမြဲတမ်းမကောင်းပြောမျိုးစုံပေါ့ဗျာကျွန်တော်တို့ကလူလူကောင်းကောင်းအမေစုကိုတောင်းမှမျိုးစုံပြောပြီးတော့ဘေးရောက်နေတဲ့ထိုင်ကုန်နေရာပြောင်းနေတဲ့ပယ်ထုတ်ခံရတဲ့ပြီးသုံးလုံးပြီးပြီးပြားကကျွေးထူတဲ့အမကြီးက ူကလည်းအင်တာဗျူးတဲ့အချိန်မှာ ESG တွေကိုလွှတ်ထားတော့ဆိုတော့တပါအချင်းတပါအချင်းတပါအချင်းလွှတ်ထားဒါတွေမဲ့လာတယ်မဟုတ်ပါဘူးဗျာသူ့ရဲ့လက်ဆောင်ထက်တဲ့ပြီးသုံးလုံးကနောက်ထပ်အမတ်အမာကြီးအပြာမာကြီးတယောက်ပေါ်လာပါတယ်ဗျာသူကလည်းအဖွင့်စကားမှာစလိုက်တဲ့က2025နဲ့စလိုက်တာပါဗျာဒါအောင်ရှောက်လွတ်လိုက်တဲ့ ESG တကယ်ကို အားရပါရပါပဲဗျာတကယ်ပြန်ဆန်ရှာတော့ အရင်လိုမဟုတ်တော့ဘူးအခုဆိုလို့ရှိရင်ပြီးသုံးလုံးပါတီကလည်းအပြိုင်မဲစွယ်နေတဲ့ချိန်မှာသူကဖိတ်ဆုံးမှပြေးနေတယ်ဆိုလားပဲဗျာ USDB လိုက်လို့မမီဘူးပေါ့ဗျာတကယ်တမ်းကြောက်တဲ့ပြည်သူဂျားထဲမှာတွားတွားလာလာလှုပ်လှုပ်ရှားရှားနဲ့မကြောက်တာလေသူတို့ပဲရှိရဗျာကြောက်အောင်လေသူတို့ကလည်းနေတက်တာမဟုတ်ဘူးလေဘာလို့လဲဆိုတော့သူတို့ကလည်းဒီဘက်က USDB ကိုထိုးလဲခြာသေးတယ်ဗျာသူတို့ကတော့ပြည်သူပေါ့ဟိုဘက်ကပြည်သူမဟုတ်ဘူးပေါ့ဒီလိုဂလိန်သိညမ်းစီရလဲလောက်ဟာသေးတယ်ဗျာ ပါတီပြန်ကြမှာအဲ့ဒါမျိုးကလည်းရှိပါသေးတယ်ဗျာပေးလိုက်ပြန်ပြီပေးပြန်ပြီဗျာကျွန်တော်တို့ဇောင်မုံလာပြီကျော်ဆဲနေအမျိုးသားနေမှာကျွန်တော်တို့ဒီဘက်ကတော့ဗျာအမျိုးသားဇာတိသွေးဇာတိမှန်နေတက်ကြွအောင်သွားကျွန်တော်တို့တွေတော်လိုင်းအင်အားစုတွေကပြောကြဆိုကြတမိုင်းညောင်းတွေပေါ်ထုတ်နေကြတဲ့ချိန်မှာဒုံးစံအတိုင်းပူတူတူလေးရသူ့မှာပေးလို့မကုန်တဲ့စုရစိတ်တွေကိုသူ့မနေတဲ့လူတွေ အဲမေဘေသီးသီးကအကုန်မော့ဗျာစီးပွားရေးလုပ်ငန်းရှင်တွေနှုပညာရှင်တွေတက်ပညာရှင်တွေဒီကတော့သူ့ကိုမားနေတဲ့လူတွေအတွက်ကိုအာပါတရားကိုပေးလိုက်ပြန်ပြီဗျာပေးလိုက်ပြန်ပြီပေးလို့လည်းမကုန်ဘူးလေဗျာသူကစုတစိတ်တဲ့အကုန်လုံးမှာသူ့မှာအပေါ်ဆုံးอ่ะလေအဲ့ဒါပဲဆိုတဲ့ခါရတော့အဓိကနံပါတ်1အရေးချင်းကသူ့ကိုမားနေဖို့ပဲရေးကြည့်ပါတယ်မားတယ်ဆိုတာနဲ့တန်ပေးလိုက်တာပါပဲအခုဆိုလို့ရှိရင် ဘာမှစီးပွားရေးလောက်ကန်စားလို့မရအောင်ငှားမဲ့လူလည်းမရှိပါဘူးဆိုတဲ့လူရှင်တော်တွေတောင်မှသူ့ကိုမထားတဲ့အတွက် လူမှုထူးချွန်စုတွေပါရနေပါပြီဗျာအဲအဲ့ဒါကြောင့်ပြောပါတယ်ပူတူတူလေးလက်ထက်မှာလုတ်တက်ကင်တက်ဖို့ကလည်းအရေးကြီးတယ်ဗျာအဲအဲ့ထက်မှာတယောက်ပါလာသေးတယ်ဗျာဘလို့လဲဆိုတဲ့အခါကျရင်နောင်ချိုမှာပြည်သူတွေကိုသမင်းမှုတွေဝေပြပြီးရုပ်ရှင်တွေရိုက်ပြတယ်ဓာတ်ပုံတွေရိုက်ပြခဲ့တဲ့ မောင်မြင်ဟင်းကြီးကတော့ယာဓူးတွေဘာတွေတို့ဒစိတ်တွေဘာတွေရပြီးတော့အခုဆိုလို့ရှိရင်သူလည်းမှတ်တမ်းဝင်သွားပါပြီဗျာအဲ့ဒါဘဘကြီးကိုမတက်ရမယ်ဆိုတာအဲ့ဒါကိုပြောတာဗျာဩနောက်တစ်ခုရှိသေးတယ်ဗျာအခုဆိုလို့ရှိရင်စစ်မှုရန်နှစ်နှစ်ပြည့်သွားပြီဆိုတဲ့အခါကျတော့ဟာနှစ်နှစ်ဆိုတဲ့အတိုင်းတာဆိုတော့နှစ်နှစ်ပြည့်ပြီဆိုတော့ပျော်ကြတာပေါ့ဗျာအဲစစ်မှုရန်နှုတ်ထွက်ရတော့မထမ်းဘူး no 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 မဟုတ်ပါဘူးစောကြီးကပြောပါတယ် အသေးထွက်ပဲရှိပါတယ်အရှင်ထွက်လာရင်တော့နောက်ထပ်၃နှစ်ပေါင်းပြီး၅နှစ်လောက်ရမယ်ဆိုပြီးတော့ຢာဒူးတိုးပြီးတော့စီယုံရိပ်စနေပါပြီဗျာอืมဩဒါနဲ့ကြာပြီကြာပြီလာအတနာခံစားတဲ့တနာပါဘယ်ခံရတဲ့လူတွေတဲမှာကျမကိုယွေကျမကိုယွေဆိုပြီးတော့ပြော့ပြော့နေတဲ့ပြပြပြား အကျွေးမဆက်တဲ့အမာကြီးကတော့ UEC ကသူ့အတနာခံစားကိုပယ်ချလိုက်ပါပြီတဲ့ဗျာအဲ့တော့ပြီးသုံးလုံးဆိုတဲ့အတိုင်းသူ့ရဲ့ဘဝကတော့ပြီးပါပြီပေါ့ဗျာဒါတင်မဲ့လားတဲ့မဟုတ်သေးဘူးဗျာအဘရဲ့တပည့်ကျော်ပဲလော်တွေကအေးအေးစကန်းတစ်ခုကိုရပြီဆိုပြီး အာရပါရဓပုံလှလှလေးတွေရိုက်တော့မယ်ဆိုတာကြမှာဝုံငနေအတန်ကြား မလားမပါဓာတ်ပုံများနဲ့မှတ်တမ်းဝင်သွားပါပြီဗျာကျွန်တော်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့နာမည်ဆုံးသက်လဲပါတယ်နောက်ထပ်ပြီးမှာတော့နောက်သက်တင်တန်ဖြစ်တဲ့ကျွန်တော်ရဲ့ကိုချေဘော်လူချင်း channel လေးကို like and subscribe နဲ့ subscribe ပြီးဘေးကခွန်နေတာချင်းမြတ်လာသမျှဗီဒီယိုတွေတင်နေအားလုံးကြည့်ရှုနားဆင်နေရဖြစ်ပါတယ်ကျွန်တော်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာတော့ HWB height ပေါ်နေတော့မြင်ရတဲ့ကျွန်တော်မျိုးတွေအနေနဲ့ HWB height ကိုနှိပ်ပြီးတော့အားပေးပြီးကြောက်ပြီးဒီရိုက်ထမှန်တောင်းဆိုရင်လည်းပဲလုံးကြီးရှိပြီးတဲ့ဒုံးကြီးဆိုင်ကိုထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ